ပါဗျာတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲအရင်အရေးပါတဲ့မေးခွန်းတော့ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ကငါပြောမယ်အဲ့လိုပြောတဲ့အခါမှာနော်အတိတ်ကာလတုန်းကဘလို့ဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင် အာအဲ့ဒါငကိုတုံးကဖြစ်ခဲ့တဲ့ကိစ္စပါလို့ဒကာကြီးကယုံကြည်မှယုံမဲတဲ့ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်ပြက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာအဖြစ်ပြက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမရှိအဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပော့ခြင်းပော့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလွန်လွန်စင်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမိတယ် စကားပြောဘလို့ကျွမ်းကျင်လဲစဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမေးတယ်လောက်စိတ်ဝင်စားတဲ့အခါပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့အဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကမင်းမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာနေကုန်းမြောင်မှာနေလာဟောဒီဥရဝေလကပ္ပမှာတစုံတယောက်ဒုက္ခရောက်လို့ရှိရင်တင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ ကြောင့်သူတယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖြားလို့တယောက်ယောက်အကြီးအကျယ်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလို့တယောက်ယောက်ရှိသလားလေဟာရှိပါလေဗျာတယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတာဘယ်လိုပြောလဲရှိတယ်တဲ့အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခမရောက်ရမယ်အဲ့ဒီလို့တစုံတယောက်ကိုရှိသလားတဲ့အဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ် နော်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားရတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကရှိလားရှိတာပဲလေတချို့ဘယ်သူသူဘလို့ပဲဒုက္ခရောက်နေနေမောင်းနေနေလှမ်းနေလေကိုလည်းဘာမှမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလူကမရှိဘူးလားရှိအဲ့တော့မြတ်စွာဘုရားဘာပြောလဲဆိုတကယ်အဲ့လိုဆိုစဉ်းစားရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခမရောက်ရဘူးတဲ့အဲ့လိုဘာလို့ကိုယ်ပြချာနာနေရသလဲ သူ့ကိုပဲပြင်မေးတာနော်အဲ့တော့သူကဘယ်လိုပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပိတော့ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှာရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပိတော့ဒုက္ခရောက်ရတာပေါ့တဲ့ဒီတော့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့သူဘလောက်ဖယ်ရောက်နေလဲအဲ့ဒါတပိတော့ဒုက္ခရောက်စရာအကြောင်းမရှိဘူးတဲ့အဲ့လိုဆိုရင်တခါကြီးတဲ့တင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာတင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲဘလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းကောညင်းလို့ရလားမရဘူးဟုတ်လား အဲ့ဒီမှာမြတ်စွာဘုရားဗာထက်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြရတာဆရာဗျာတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲအရင်အရေးပါတဲ့မေးခွန်းတော့ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲ ဲ့လိုမေတော်မြတ်စွာဘုရားဘာဖြစ်ရောဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တင့်ဝငါပြောမယ်အဲ့လိုပြောတဲ့အခါမှာနော်အတိတ်ကာလတုန်းကဘလိုဘလိုတွေကြောင့်ဒုက္ခဘလိုဖြစ်သွားတယ်ဒုက္ခဘလိုချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင်အာအဲ့ဒါငကိုတုန်းကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံရင်မှယုံမယ်တဲ့ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာ ဖြစ်ပြက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမှရှိအဲ့ဒါနောက်မှဖြစ်မကိစ္စဆိုပြီးတော့ပေါ့ခြင်းပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းမပြောဘူးလေအခုလောလောဆယ်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမယ်ဟောစကားပြောဘယ်လောက်ကျွမ်းကျင်လဲစဉ်းစားနော်